နောက်တယောက်ကငရဲကြနေတာလည်းမဟုတ်ဘူးတရိษံဖြစ်နေတာလည်းမဟုတ်ဘူးသူကဘယ်ရောက်နေတော့ဆိုရင်ဆင်းရဲဒုက္ခတွေအမျိုးမျိုးခံနေရတဲ့ပြိတ္တာဘဝဆိုတာရှိသေးတယ်အဲ့ဒီပြိတ္တာဘဝဆိုတာစားစရာမရှိလို့စားရတယ်ဝအောင်စားရတယ်လို့မရှိဘူးတဲ့အမြဲတမ်းစားလောင်းနေတာအမြဲတမ်းစားနေတာဘယ်တော့မှဗိုက်ပြိတ်အောင်မစားရဘူး နေဆရာကလည်းမရှိဘူးဟိုခြုံပုတ်ဟိုသစ်ပင်ကပ်ပြီးတော့လူတွေကတော့တဆေလို့ခေါ်မှာပေါ့နော်ဟိုသစ်ပင်ဟိုခြံညဒီလိုကပ်ပြီးတော့နေရတယ်ပြိတ္တဘဝလူတွေကစွန့်ပြင်လိုက်တဲ့မစင်အညစ်ကြေးနှက်တဲ့တွေဓာတ်တွေကိုလိုက်ရှာပြီးစားကြပြိတ္တဘဝအင်မတန်မှဆင်းရဲတယ်အများအားဆာနေတယ်ကာလကင်စိကဆိုတဲ့ ပြိတ္တာကြီးတကောင်အဲ့ဒီပြိတ္တာကြီးဟာဘုရမြတ်စွာလက်ထက်တော်ခါကာလာတုန်းကခင်းကမြစ်ကမ်းခြေမှာတောင်ဘက်ပြေးလိုက်မြောက်ဘက်ပြေးလိုက်ကမ်းခြေတစ်လျောက်မှာပြေးလွှားနေတဲ့ပြိတ္တာကြီးကိုဆုံးကန်ကြွတဲ့ကိုတော်တွေကတွေ့တဲ့တွေ့တဲ့အခါကျတော့အဲ့ဒီပြိတ္တာကြီးကိုဘာဖြစ်လို့ ပြေးလွှားနေတာလဲဘာလို့ခြင်းလို့လဲလို့မေးတဲ့အခါကျရေတောက်ခြင်းလို့တဲ့ရေစာလို့လို့တဲ့စားတယ်ဆိုတာတော့တာမန်စားတာမဟုတ်ဘူးတကူလုံးပူးလောင်ပြီးတော့ကိုမတောက်ရမနေနိုင်လောက်အောင်ဖြစ်နေတာနော်အဲ့တော့ယဟန်တွေကပြောကြတယ်ဒီမှာမြေကြီးနာမင်းပြေးနေတာမြေကြီးမမြင်ဘူးလားအဲ့မှာတောက်ပါတော့လားလို့ဆိုတော့အရှင်ဘုရားတဲ့တပည့်တော်ရေမမြင်ရဘူးခင်ဗျာတဲ့ကဲဘလောက်တနာစရာကောင်းတယ် တပီတော့ရေမမြင်ရဘူးခရားတဲ့ရေတောက်ချင်တော့လို့တပီတော့ရေရှားနေတာပါတဲ့ရေတန်းနေတော့ချားနေတယ်တဲ့ဘယ်နေရာကြည့်လိုက်ကြည့်လိုက်သူ့စိတ်မှာရေမဟုတ်တော့ဘူးသူရောက်သွားရင်ရေမဟုတ်တော့အဲ့ဒါနဲ့ယဟန်နေကတနာလို့တဲ့ကဲဒီလိုဆိုလို့ရှိရင်မင်းဒီနာပဲလက်လန်းအိတ်တို့သပိတ်တွေနဲ့ခတ်ပြီးမင်းပါစပ်ထဲရေလောင်းထည့်ပေးမယ်ဆိုပြီးတော့သပိတ်တွေနဲ့ရေတွေခတ်ခတ်ပြီးတော့အကင်းကမြစ်ထဲကရေတွေနဲ့ခတ်ပြီးသူ့ပါစပ်ထဲလောင်းထည့်ပေးကြတဲ့ အဲ့လိုလောင်းထည့်ပေးတာတပားလည်းမဟုတ်ဘူးအပား30လောက်လောင်းထည့်လိုက်တာတနာကြီးလောက်ထိအောင်လောင်းကြတာဝဘလားဆိုမဝသေးဘူးဝဘလားဆိုမဝသေးဘူးတဲ့ဘယ်ဝမတော့ယန်းတွေကပြောတော့ကဲတို့လည်းဆွန့်ခံခြင်းနေပြီတဲ့တို့ရေတွေလောင်းထည့်တာမင်းကိုတကူလုံးကိုရွှဲရွှဲစုံနေပြီရေမဝသေးဘူးလားလို့ဆို အရှင်ဘုရားတို့လောင်းထဲတဲ့ရေတစ်ဆက်ခလေးတပိတော်လဲချောင်းနဲ့ရောက်ရင်တပိတော်ဒီဘွားကမလွတ်ပြရစေနဲ့ဘုရားတစ်ဆက်မှရေလဲချောင်းနဲ့မရောက်ဘူးတဲ့ကဲဘယ်တော့ဆင်းရဲတဲ့ဘဝတို့အဲ့ဒီဘဝရောက်နေလို့ရှိရင်အခုလိုတရားဓမ္မနာပြီးတော့ကျွတ်တန်းဝင်နိုင်မှာမလားမနိုင်ပါဘူးဗျာဒါလည်းပဲနော်တန်တရားလဲနေတဲ့အချိန်မှာငရဲလဲရောက်သွားနိုင်တာပဲတရိစ္ဆာန်လဲဖြစ်နိုင်တာပဲပြိတ္တာဘဝလဲရောက်နိုင်တာပဲ အဲ့ဒါလို့ရောက်သွားပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဒီအခွင့်ကောင်းတွေလက်လွတ်ဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလားဟုတ်ပါဘူးအေးအမေတ္တမ60ဆရာကောင်းတယ်ရှင်မဘောက္ကလံကဆိုလို့ရှိရင်ရှင်မဘောက္ကလံနဲ့ရှင်လက္ခဏာတို့ဘေးစကုတ်တောင်တောင်ပေါ်ကျောင်းကနေပြီးတော့မြို့ရဲဆွမ်းခံဖို့ဆင်းလာကြတာဆင်းလာတော့ရှင်မဘောက္ကလံကဗာမြင်တော့ဆိုခေစကိတ်ခေစကုတ်တောင်ရန်ကောင်းကင်ပေါ်မှာ အော်တန်ဟစ်တန်ညင်းညူတန်ငိုကြွေးတဲ့အတန်ကြားလို့ကောင်းငင်ပေါ်မော့ချင်လိုက်တော့ဘာတွေ့တော့ဆိုအယိုးစုပြိတ္တာကြီးတွေ့တဲ့ skeleton ပေါ့ဟုတ်ကလားကြည့်လိုက်အယိုးကြီးပဲအသားမပါဘူးအဲ့ဒီအယိုးကြီးပဲအကောင်ကြီးကကောင်းငင်ကသွားနေတာလက်ရတွေစွန်နေကြီးခန်းတွေကသူ့ကိုဝိုင်းစိတ်နေကြတာတဲ့ ဒီပြင်လူတွေကတော့မျက်စိနဲ့မမြင်ရဘူးရှင်မမောက္ကလံကတော့တကိုးတော်နဲ့မှဒိဗ္ဗစက္ခုနဲ့မြင်လိုက်တာအတန်ကလည်းပဲဒိဗ္ဗသောတာနဲ့ကြားလိုက်တာဟုတ်ကလားကောင်းကင်ယံမှာအယိုးစုပြိတ္တာကြီးအယိုးကိုငှက်တွေကဝိုင်းဆိုင်လို့ဩနေတဲ့အတန်ကိုကြားလို့ချိလိုက်တာအဲ့ဒီကောင်းကြီးဟာဒီလိုပဲအော်ဟစ်ပြီးတော့ကောင်းကင်ယံမှာပြေးလွှားနေရှာတာတဲ့ ကပလလုတ်တရားနာပါမလို့သူသူအယိုးလေးတွေက မထိလိုက်နဲ့တဲ့တိတ်နာတာပဲအမတန်မှနာကျင်အောင် သူကဘာဖြစ်တုံဆိုဘိုးဘွားတုန်းကသူကနွားသက်သမားဖြစ်ခဲ့တာနွားသက်တဲ့အခါကျတော့အမဲသားအယိုးကနေချစ်မယူဘူးလားယူတဲ့အခါကျတော့သူ့မျက်စိထဲမှာအဲ့ဒီအယိုးပုံကြီးပဲမြင်နေတာ နောသတ္တမသေတဲ့အခါကျတော့ငရဲကြငရဲကပြန်လွတ်တဲ့အခါအဲ့ဒီအယိုးပုံကြီးမျက်စိထဲမှာမြင်နေတော့အမဲယိုးတွေပဲမျက်စိထဲမှာမြင်နေတယ်သေတဲ့အခါကျတော့ငရဲဘဝလွတ်လာအောင်သူကပြိတ္တာလာဖြစ်ပြန်တယ်အစ်စ်ဒုက္ခခံရတဲ့ဟာနော်အေးအဲ့ဒါလို့ပြိတ္တာတွေရဲ့ဘုံဘဝရောက်နေတဲ့ပုဂ္ဂိုလ်တဦးတယောက်ဟာဘယ်လိုလုပ်ပြီးတော့တရားနာဖို့တရားကျင့်ဖို့အခွင့်အလမ်းဆိုတာရှိနိုင်မှာမလို့ ရှိနိုင်ဘူးတဲ့ဒါကြောင့်မို့ဒီပုဂ္ဂိုလ်ဟာလည်းအခွင့်အရေးဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်တရားတဲ့ကဲထိုးတူပဲမြတ်စွာဘုရားက လောကကြီးမှာပွင့်နေပြီတရားဓမ္မတွေဟောနေပြီဒီပုဂ္ဂိုလ်ကဘယ်ရောက်နေတုန်းလို့ဆိုတော့ရုပ်ခန္ဓာကိုယ်ကြီးမပါတဲ့မြမဘုံရောက်နန္တရားတွေကြီးပဲရှိတယ်အသိစိတ်ပဲရှိတယ်ရုပ်ခန္ဓာကြီးမရှိဘူး သူကတဏ္ဍပုဂ္ဂိုလ်တော့မဟုတ်ဘူးလွန်ခဲ့တဲ့ဘဝတုန်းကသူကဇံရောက်အောင်အထုတ်တာတော့ဇံကိုပင်စမဇံအဆင့်ထိအောင်အဆင့်မြင့်တရားကျင့်တဲ့ယောဂီပုဂ္ဂိုလ်ကြီး